ဘုရားပေါ်မှာပါဘုရားပေါ်ကတစောင်းတည်းမှာရွတ်အဲ့တော့တစောင်းတည်းမှာရွတ်တော့ဥစဉ်တစ်ပါးနဲ့တိတ်ပြီးတော့ရွတ်အောင်ရွတ်တဲ့အခါမှာရောက်တဲ့စောင်းတန်းပေါ်ကနေအတန်းကြီးစပြီးတော့ကြားရအောင်ဥစဉ်တောကြောင်ကြီးစောင်းတန်းပေါ်ကိုတွားနေတယ်လို့ထင်တာဒါပေမဲ့မဟုတ်တော့တော့အတန်းကြီးများလာတယ်အတန်းကြီးများလာပြီးတော့နောက်ဆုံးဥစဉ်ရွတ်တဲ့တစောင်းပေါ်ကိုတက်တယ်လေကားနားကြည့်အတန်းကြီးရောက်လာပါတယ်ရောက်လာပြီးတဲ့အခါမှာမဖြစ်လဲဆိုရင် ခြေတံတွေကဖနှောင်းနဲ့ပေါက်ပြီးတော့တက်လာတဲ့ခြေတံမျိုးတွေဒီလိုခြေတံမျိုးတွေပေါ့နော်ကြားရတယ်အားလုံးပဲမိင်္ဂလာပါကျွန်တော်ဒီခါမှာတော့ပထမရွတ်နေတဲ့နန္နာဘဝတည်းရဲ့နောက်ချက်တာကိုခံခဲ့ရတဲ့ဦးသိန်းတပည့်ရဲ့အကြောင်းကိုပြေရှင်းလုပ်ပေးကြပါတယ်ဆိုတော့စလိုက်အောင်ပါအာတယရာနိယဗုဒ္ဓဘာယုသာဧကဗုဒ္ဓမနုဒ္ဓခိဧဝမိသဘာဝုတိတုမန္တနာဘာဝရိဒါတော့မိုးပြီးတော့ပထမနဲ့ရွတ်နေတဲ့ဦးလေးကြီးလို့သိရပါတယ် ိမာနံတဏိတနာတော့မဆိုးဘူးဗျမေတ္တဇာသောအလကတိမာသနံဘဝရိယပတိမာနံပေါကြီးနဲ့ချတယ်ဥဒ္ဓရောဇာတိသာသာအဘဗရံအဝိယမသာပတံဣဒ္ဓဇရဏိတနောဝါသာယနောယာဝတံဘာဝိတံမိတောမူးပြီးတော့ရစ်တာတဲ့ဆိုင်တော့တော်သေးတာပေါ့နော်ဣဒ္ဓယောဇမဝိတဝိရမိတမဟော ေကေသာနုဘဂဝါသီလဝါဒသီလအိန္ဒုအိန္ဒားတွေရတော့ဒါဘေးရင်ပြောင်းလို့ရပါဘူးနာဟိသာတုကဘာတိအမှုနေရေတိမေတ္တာသုတ်တံပဋ္ဌာန်းကျလို့ရှင်ဒီလိုနောက်ဆက်လို့ရလားဆိုနောက်ဆက်လို့ရပါဦးဇင်းရဲ့အတွေ့အကြုံကိုပြောပြပါဦးဇင်းဗဒမောတပွဲမှာမနေ့ကဦးဇင်းညောင်ရဲ့ရှိတဲ့ကရှေးအောင်ဘုရားတဆူပါဘုရားကလည်းတော်တယ်မှာနောက်ကျင်းပါတာကလည်းပထမဆုံးကျင်းဖြစ်ပါတ အဲ့ဗြဟ္မကိုဦးဇင်းတို့သွားပြီးရွတ်တဲ့အခါမှာပထမ်းစပြီးဖွင့်ပြီးတော့ညမှာဒီညဆက်တနာမှာပထမ်းရွတ်ရပါရွတ်ရတဲ့နေရာကဘုရားဘုံမှာပါဘုရားဘုံကတစောင်းထဲမှာရွတ်ရအဲ့တော့တစောင်းထဲမှာရွတ်တော့ဦးဇင်းတပါးနဲ့တိတ်ပြီးတော့ရွတ်ရပါရွတ်တဲ့အခါမှာ ရောက်တဲ့စောင်းထဲဘောကနေအပန်းကြီးစပြီးတော့ကြားရပါဦးဇင်းတောကြောင်ကြီးစောင်းထဲမှာကိုသွားနေတယ်လို့ထင်တာပါ ဒါပေမဲ့မုတ်တော်တော့အတန်ဒီများလာတယ်အတန်ဒီများလာပြီးတော့နောက်ဆုံးဥစဉ်ရွတ်တဲ့တစောင်းတော်ကိုတက်တယ်လေကားနာသူအတန်ဒီရောက်လာပါတယ်ရောက်လာပြီးတဲ့အခါမှာမဖြစ်လဲဆိုရင်ခြေတန်တွေကဖနှောင်းနဲ့ပေါက်ပြီးတော့တက်လာတဲ့ခြေတန်မျိုးတွေဒီလိုခြေတန်မျိုးတွေပေါ့နော်ကြားရတယ်ဒါပေမဲ့ဥစဉ်ပဋ္ဌာန်းကျလို့ပြောပြီးရင်းနှီးကလည်းမြစ်တာပို့တယ်ဒီလိုနောက်ဆက်နေခြင်းမဟုတ်ပါဘူးတရားကိုပဋ္ဌာန်းနဲ့ပူဇော်မှုချင်းဖြစ်ပါတယ်ဒါကြောင့်ကိုယ့်အကို မိပါကျမ်းမာကြပါစေချမ်းသာကြပါစေစသဖြင့်ယနေ့ကလည်းမေတ္တာပို့ရပထမကတော့ရှင်မြတ်တန်ရပ်တယ်နောက်တော့ဒီအတန်ဤအတဖြည်းဖြည်းပျောက်သွားတယ်ဥစဉ်ရလားဆိုမို့ဥစဉ်တို့ညာလုံးပေါ်ရွတ်တဲ့တန်ခါတော်များများကိုဒီလိုနှောက်ရှင်ခံရအဲ့ပထမဘုံတဘုံမှာပေါ့နော်အဲ့ဖရာတော်ဖရာရဲ့မှာရွတ်တဲ့ဒီပထမဘုံအဲ့တော့အဲ့လိုမျိုးနှောက်ရှင်ခံရတော့ဒါပထမတညာဒုတိယညာလည်းဒီတိုင်းမှာဒုတိယညာမှာအတန်ဤလာတယ် အနတ်နေပါပါလာတယ်အနတ်နေတော့ပါလာတယ်ပြင်းပြင်းထန်ထန်လက်နေပါလာရိုင်းမြတ်တာပို့နောက်ဆုံးပန်းသိမ့်မြညပို့တော့ဆိုးလာပန်းသိမ့်မြညတတ္တရညမှာတော့အတန်နေမကြရတော့ဟွန်းဒါဥစဉ်နေတနေကြကြနောက်ဆက်နောက်ပန်းဘုရဘွဲမှာကြတော့ဗာလဲဆိုပထိုင်းရွတ်တဲ့ဆရာတော့ပရင်းပေါက်ကနေခုံပြီးတော့ထွက်ပြေးရတယ်ကျန်းတဲ့ပန်းဘုရကိုလည်းကြုံပြီးပါတယ်အဲ့လောက်တော့ကျန်းတာနော်အဲ့ညဘက်မှာပထိုင်းရွတ်နေတဲ့အချိန်မှာအဲနာနာဘဝပေါ့နော် အဲတကောင်ကပထမရတဲ့ဆရာတော်လေးပြေးလာလာပြီးတော့ထိုင်နေတယ်။အဲ့လေကိုနာကိုဒါစကားမပြောဘဲနဲ့ဒီတိုင်းလာကြည့်နေဘယ်သူကထမပြီးပဲနေနိုင်မလဲ။အဲ့ဒီစီမှာဆရာတော်ကကြောက်ပြီးတော့သူသူကိုကိုလန့်ပါပဲ။ခုန်ပြီးတော့ထွက်ပြေးလာ။อืมเอ่อအဲ့လိုမျိုးပထမဘုန်းကြီးလည်းအစ်ကိုကြုံပါဒါပါလို့ဆိုသူ့ရဲ့ဟိုသူတို့မှလည်းကံစိတ်ကြီးရှိတယ်လို့ဆိုရင်တော့တမျိုးပေါ့နော်အဲ့လိုအစ်ကိုကိုနောက်ဆက်နိုင်တယ်ပေါ့နာနာပါပါကြီးဆိုတော့နောက်ဆက်ကြတယ်လန့်ကြရည်နောက်ဆုံးအစ်ကိုလောက်အောင်ပါပထမမြုပ်ကမှာ မေတ္တာနိုင်နိုင်ပို့ပါမေတ္တာမင်းမပို့ပေးပါမေတ္တာဒီအားလုံးကိုအောင်လို့မေတ္တာပို့ပြီးရှင်လို့ဆိုရင်အောက်ဆုံးအစင်ပြေပါလိမ့်မယ်ဒါကြောင့်ပထမမြေကမှာမေတ္တာကိုလေးလေးနက်နက်ပို့ပါတော်တော်လေးနီးလာကြတယ်နာမည်ကြီးနေတဲ့ဦးဇင်းတို့ mindfulness ဆရာတော်ကြီးဟုတ်လားကျောင်းလာတဲ့ကယူပြီးတယ်ဆရာတော်ကြီးအချောင်းခဏခဏမေးလာလို့မစင်ကြပါဘူးဦးဇင်းလည်းဖြည့်ရတယ်နော်အခုဒီကနေပဲအားလုံးဒါတော့ mindfulness ဆရာတော်ကြီးကထေရဝါဒအစီအပဲကြောင်း ေါ်ကြားလိုက်တဲ့ဆရာတော်လေးရဲ့ record ပေါ့နော်။ဒီပြောပြနိုင်တဲ့နိုင်ဖို့ဆရာတော်လေးဒီကြားမှာဝိပန္နာနဲ့ကဲ့ရတာနဲ့ကို꿰ဖို့လို့လေ။ဒါကကြီးမှာဝိပန္နာနဲ့ဘာနဲ့꿰ဖို့လို့လဲ။အေးဟုတ်တယ်။ကဲ့ရတယ်ဆိုတာကဘယ်လိုပြောရမလဲ။သူတစ်ပါးရဲ့ဟိုကောင်းတာတွေဆိုးတာတွေကိုမကြည့်တော့ဘဲနဲ့ဂုံတရင်ကျွမ်းအောင်ဟုတ်တာတွေရောမဟုတ်တာတွေရောကိုဟိုချက်ထွင်ပြီးတော့ပြောဆိုတာနော်။အဲ့ဒါကကဲ့ရတယ်လို့ခေါ်တယ်။ဟုတ်ပြီနော်။တနည်းအားဖြင့်ဂုံသိက္ခာကြောက်အောင်လုပ်တာပေါ့နော်။ ဝိပန်းနဲ့ဆိုတာအဲ့လိုမဟုတ်ဘူးတခါကြီးပါနော်ဝိပန်းနဲ့ဆိုတာအကောင်းအဆိုးတွေအမှားအမှန်တွေကိုခွဲခြားပြလိုက်တာအကောင်းအဆိုးတွေကကောင်းတာတွေကိုလိုက်နာဖို့အမှားအမှန်တွေကအမှန်တရားတွေကိုဒိဋ္ဌာလူကြီးကြည့်ပြီးတော့ကျင့်သုံးဖို့တိုက်တော်ပါလားအာမှန်တဲ့မှားတဲ့တရားတွေပေါ့အဆိုးတရားတွေကိုကြတော့မလိုက်နာဘူးမကျင့်သုံးဘူးခွဲခြားပြလိုက်တာအဲ့လိုအကောင်းအဆိုးအမှားအမှန်တွေကိုခွဲခြားပြလိုက်တာအဲ့ဒါဝိပန်းပါပဲသဘောပေါက်လားညာ အဲ့လိုဝိသနာနဲ့ကဲ့ရတဲ့ကွဲဖို့လိုတယ်ပေါ့နော်ယနေ့ခေတ်ကတော့ဟုတ်ဟုတ်ပြောစီမဟုတ်တော့စီသူတစ်ပါးရဲ့အကြောင်းတွေကိုကောင်းစွာမသိဘဲနဲ့ဟိုဝိပန်နဲ့လို့တော့နာမည်တက်တော်လည်းပဲကဲ့ရမှုသဘောမျိုးတွေပါသွားတာတွေကမများနေတယ်လို့ဥစဉ်ကခံစားမိတယ်ပေါ့နော်အဲ့မိုင်းပုတ်ဆရာတော်ကြီးဟာပြောမယ်ဆိုရင်သူကထေရဝါဒပဲဆရာတော်ကဘာပဲလဲထေရဝါဒပဲဒါအားလုံးသိအောင်နော်ဆရာတော်ကြီးရဲ့အကြောင်းကိုသိအောင်ပြောပြဥစဉ်မှာရှမ်းပြည်နယ်ကတပည့်တွေတပါးရှိပါတယ် တချို့ကတော့ဒါမဟာယနာဆိုပြီးတော့ထင်နေကြတာကြီးလည်းရှိတယ်ဗျ။ရေစင်တဲ့ကောင်နဲ့ဥစဉ်စီရောက်လာတယ်နော်။စာချဘုံကြီးတွေဖြစ်ခဲ့ပါတယ်ချောင်းပါ။သူပြောပြကောင်မိုင်းမုန်းစရာတော့ချောင်းကြီးနော်။တက္ကမကြီးတို့ဒကာရွှေတိအောင်ဥစဉ်ပြန်ပြောပြဒါလည်းယနေ့ခေတ်မှာနာမည်ကျော်နေလို့ဥစဉ်ကတိအောင်ဝေးခွန်းနေရတယ်ခဏခဏမေးလာတော့ဥစဉ်နဲ့ပါဇက်ရောင်းနေရေးရတာလေပါဇက်လက်ရောင်းတာပေါ့နော်။ဒါကြောင့်တိအောင်ပြောပြနိုင်တယ်။ဝေဖန်မှုကဲ့ရဲ့မှုကိုကွဲဖို့ရတယ်။မိုင်းမုန်းစရာတော့ငယ်ရစဉ် ကလေးလေးဘဝနဲ့ရနေသူကကိုရင်ဘဝနဲ့ရနေသူကဒီငငယ်လေးရနေကိုရင်ဘုခဲ့တယ်ပေါ့နော်သူ၁၃နှစ်အရွယ်လောက်မှာပဲသူကပြောမယ်ဆိုရင်တရားကြီးကြင့်နေလीအိုင်ဘုံအိုင်ဘုံကိုရင်လေးရနော်ကိုရင်လေးကဒီကဝေဆုံးတော့သူစာသင်တယ်စာသင်ပြီးနောက်စာမသင်တော့ဘူးအောင်စာတော့ပေါင်းရအောင်မသင်ခဲ့ရဘူးပေါ့စာသင်လေးနေငယ်လေးနဲ့စာသင်ခဲ့ရတော့သူ့မှာသာသနာနဲ့ပတ်သက်တဲ့အသိဉာဏ်တွေတော့ဟိုပြည့်ပြည့်စုံစုံမရခဲ့ဘူးပေါ့နော် ။အဲကြောင့်ဘုရင်ဘုရားမှာပဲတရားတွေကျင့်တယ်တော်ထဲမှာတရားတွေလိုက်ထိုင်တယ်။သုတ်တန်တွေဘာတွေမှာတွေလိုက်ကျင့်တယ်16နှစ်အရွယ်လောက်မှာတွေကနော်။ဒီလိုနဲ့သူတရားတွေကျင့်ကြံခဲ့တာပေါ့။နောက်တော့လည်းသူကယဟန်ခံလာတယ်ထီရဝါဒမှာပါနော်။တန်ခါပေါင်း30ကျော်လောက်နေပြီသူထီရဝါဒယဟန်အစ်စ်ဖြစ်တဲ့အကြောင်းဥစဉ်သိစေခြင်းလို့သူအထုပ်ပတိကိုပြောပြနေတာနော်။အဲ့ဒါကြောင့်မို့သူကယဟန်ဖြစ်လာတဲ့ထီရဝါဒပါပဲ။ဘာပဲလည်းဒီကိစ္စမှာယူရ ဒါကြောင့်မိုင်းမိုးစီရလို့တချို့ကယတိလာမာယာနာလာတချို့ကယတိလို့ပြောတာကတော့နည်းနည်းလေးဟိုပုံလုံးပြီးတော့ပြောလိုက်တာပေါ့တကယ်တော့သိပါတယ်သူတို့ဒီနော်ဒါပေမဲ့လည်းယတိလည်းမဟုတ်ပါဘူးမိုင်းမိုးစီရလို့ရှိတယ်နော်ယတိလည်းမဟုတ်ဘူးမဟာယာနာလည်းမဟုတ်ဘူးထေတာပါတာပါသို့တော်လည်းဒီစီရတော်လေးကငငယ်တုန်းကနဲ့ပြောမယ်ဆိုရင်ပရိယတိကိုကောင်းဆောင်မတင်ချခဲ့ရဘူးနော်ပရိယတိကိုမတင်ရဘူးဆိုရင်ဦးဇင်းတို့သာသနာတော်မှာစစ်မှန်တဲ့လမ်းစဉ်ဦးဇင်းတို့ရဲ့ဒီသာသနာတော်မှာဝီနီပိရကတ်တွေရှိပါတယ် ဝီနီပြီးတဲ့ကက်နေတာသာသနာတော်ရဲ့အသက်သွေးကြောဖြစ်တယ်။ဝီနီကိုကောင်းစွာဆရာထံမှာမတင်ယူမကျင့်သုံးတတ်ဘူးဆိုရင်သာသနာတော်မှာအသက်ကြီးလာတဲ့ခါကျရင်အများအဖြစ်ကတော့နည်းနည်းလေးဆော်ရွင့်ချွတ်ညင်တာလေးတော့ရှိတတ်ပါတယ်။အော်မီလားတချို့ကဝီနီတင်တာအောင်စာပင်တင်တာတော့ဝဲရီယူတာတော့ဝီနီကိုကောင်းစွာမကျင့်တဲ့ယဟန်တွေလည်းပြန်ပါပြီပါအများကြီးရှိတယ်အဲ့တော့မိုင်းကိုဆရာတော်လိုစာပင်ကိုအများကြီးမတင်ခဲ့ရတဲ့ဒီဆရာတော်ကဘာအနေနဲ့ချွတ်ချော်တာမျိုးတွေဒါရှိတာပဲလူတိုင်းမှာအားနည်းချက်ဆိုတာရှိတယ် ဟုတ်လားဦးဇင်းပြောချင်တာအဲအခုဦးဇင်းပြောချင်တာကမိုင်းမုတ်စရာတို့ကြီးကအဲ့လိုငင်းငယ်ရေရရနဲ့သူကတရားဘက်ကိုပဲကျင့်နေအကျင့်ရင်းနဲ့ဒီတော်ထဲမှာပဲကျင့်လေစက်စားလေဂူဒီမှာတရားတွေအားထုတ်တယ်အများကြီးစရာတော့အတိအကျပဲစားတယ်တတ်တတ်လို့စားတော့ဗောနအဲတတိတွေစားတော့များတယ်အတိအကျတွေစားတော့များတယ်ယနေ့ချိန်ခဲစရာတော့အတိအကျတွေပဲစားပါနော်ဒါတော့သူကျင့်ကျင်နဲ့သူရဲ့မေတ္တာအကောင်အောင်တတ်တတ်လို့စားတာမျိုးတွေတော့ရှိတော့တတ်တတ်လို့တော့မရှိဘူးနော်အတီးပြစားတာမျိုးကအပြစ်တင်ပြအောင်မရှိပါဘူးဒီတတ်တတ်လို့စားတာ အာအကျင့်တစ်ခုနေနဲ့နိဗ္ဗာန်ရောက်ကြအောင်အကျင့်နေနဲ့ကျင့်လို့ဒါမိစ္ဆာဖြစ်တာဖြစ်တယ်။မာယုရဲ့အကျင့်တွေဖြစ်တယ်။တတ်တတ်လို့ဆိုတော့ဘုရားဟောမှာမရှိပါဘူးနော်။အရှင်ဒီဝရကြီးတောင်းခံခဲ့တဲ့အချိန်မှာအသားငါးတွေမစားဖို့အရှင်ဒီဝရကြီးတောင်းပန်ခဲ့ပြီးမှဘုရားအရှင်ပြချခဲ့ပါလေ။စားလို့လူတွေစားအစွန်သုံးပါလွတ်တဲ့အသားကိုစားမိမိကြောင့်သူတစ်ပါးကိုမထိခိုက်စေနဲ့။အဓိကမိမိကြောင့်ဘုသူကိုမထိခိုက်စေနဲ့။အေးဒီမှာနိုင်ငံမှာမိမိ တယောဂကကြောင့်မိမိရဲ့ကာယကံဝစီကံတယောဂတွေကြောင့်တရားတွေပြည်ကြီးပြည့်စည်နေကြတာတိုင်းပြည်သားတွေကွယ်ဖို့ပဲမှန်ဟုတ်ပြီနော်ဒါကြောင့်မို့တတလို့စားတာမစားတာဗဒနာမကြောက်ဘူးနော်အဓိကကမိမိကြောင့်သူ့တဘာတွေဘာမဖြစ်စေနဲ့မထိခိုက်စေနဲ့အဲ့ဒါအရေးကြီးတယ်မိမိတို့ရဲ့ကာယကံကိုစောင့်စီရမယ်မိမိတို့ရဲ့ဝစီကံတွေကိုစောင့်စီရမယ်ယနေ့ဥပုပ်တိလာစောင့်နေကြတဲ့ဥစဉ်တကဓမ္မတွေအားလုံးဟာမေတ္တာကိုအထူးပြုပြီးတော့တရားအားလုံးချမ်းသာဖို့အားလုံးသောတရားတွေ ကျမ်းမာချမ်းသာစေသောမေတ္တာကြမ်းကြာပွားဖို့လိုပါတယ်ဟုတ်လားဒီလိုမနောကံမေတ္တာတွေကလည်းအရေးကြီးပါတယ်နော်ကာယကံမေတ္တာလည်းရှိရမယ်လို့စီကံမေတ္တာလည်းရှိရမယ်မနောကံမေတ္တာလည်းရှိရမယ်နော်အဲဒါကြောင့်မိုင်းဦးစရာတော်ကြီးဟာအဲ့လိုသူကမေတ္တာအားကြီးအောင်လို့အတိအကျတွေစားတယ်လို့ဥစဉ်လို့ယူဆပါတယ်အများနဲ့သူလိုကောင်းတော့များများဟာလေပဲဒီဦးစည်းလေးပြောပုံအရဆိုလို့ရှိရင်မိုင်းမောင်ဆရာကြီးကမေတ္တာတော့အကြည့်ရဒါပေမဲ့ဝင်းနီးအရဆိုလို့ရှိရင်တော့အားနဲ့တယ်လို့ပြောရမှာပေါ့နော်မေတ္တာပွားတဲ့နေရာမှာပုံပြီးတော့အားကောင်းအောင်ဆိုပြီးတော့ ဒီအတိရက်ကြီးစားတာပေါ့နော်တတ်တတ်လို့တော့မရှိပါဘူးဦးဇင်းတို့မဟာကန္တာယုံဆရာတော်ကြီးကိုလည်းအတိအားကြောင့်လည်းလူအများစုကသူ့အဲဒီဆရာတော်ကြီးကိုမဟာယနာဆိုပြီးတော့ထင်ကုန်ကြတာဗျာဒီကနောက်ပိုင်းမှာတော့စားလာပါတယ်နောက်ဖောင်းအောင်တော့ရတတိဆရာတော်ကြီးလို့ဆိုရင်အတိရက်ကြီးပဲစားပါတယ် ယနေ့ဖောင်းတော့ရမှာလဲပဲအတိအကျတွေစားတော့ညောင်းပါဘာဖြစ်လို့လဲဆိုတော့တတ်တက်လို့တော့မဟုတ်ပါဘူးเนาะတတ်တက်လို့အကျင့်မဟုတ်ပါဘူးတတ်တက်လို့အကျင့်ဟာလိမ္မာရောက်တယ်အာကုသိုလ်တိုးတယ်ဆိုရင်မဟုတ်ပါဘူးမိစ္ဆာပဋိပဒါအကျင့်ဖြစ်တယ်အကြီးကကအတိအကျစားတယ်ဆိုတော့ဖောင်းဆရာတော်ဘုရားကြီးတို့ကဘာကြောင့်စားတယ်ဆိုရင်မေတ္တာပို့တဲ့ခံမှာလဲပို့ပြီးတော့ဟိုကောင်းမွန်အောင်လဲတခုပါခြင်းကောင်းပါမှာပေါ့เนาะအကြီးကကတော့ ဖောင်းစရာတော့ဘုရားကြီးတို့တတ်တတ်လို့စားတယ်အတိရစားတယ်ဆိုတာကဘာကြောင့်လဲအသားငါရှောင်တယ်ဆိုတာကပြိတ္တများတယ်ဒကာမကြီးတို့နော်ဒကာကြီးတို့ပြိတ္တများတယ်လို့ဒီပြိတ္တကြီးတွေအတွက်ချက်သားတွေတတ်နေရမယ်ဝတ်သားတွေသိနေရမယ်လေဒါကိုအကြောင်းပြုပြီးတော့တေချင်ပျက်စီးလို့စိတ်ကိုဝိနည်းတန်တရားဝိနည်းကုသ္စာကြီးမားတော့တယ်ဒီဆရာတော်ကြီးတွေဟာဘယ်လိုပြောရမလဲတန်တရားတအားအကြီးတယ်ဖောင်းစရာတော့ဝိနည်းနဲ့ပတ်သက်ရင်တန်တရားကြီးဝိနည်းကုသ္စာကြီးမားတယ်သူတော်ကောင်းကြီးတွေဖြစ်တယ်ဒါကြောင့်ဖောင်းတော်ရလိတ္တာတွေပါ အများအားဖြစ်ပေါ့နော်ဆရာတော်ကြီးကအတီးရောကိုပဲစားစီခြင်းဖြစ်တယ်အသားငါးကိုမစားစီခြင်းဖြစ်ဒါပေမဲ့လုံးလုံးမစားဘူးစားတာပဲကုသိုလ်ငင်းငယ်တော့ကလည်းစားရအောင်လည်းအောက်ထုတ်ရအောင်နေစဉ်ကလောင်းတဲ့လူတွေရှိပါသေးတယ် နော်မတားပါဘူးဘုရားနော်ဥပုပ်နေ့ဒီဆိုရင်ငါးရင်းနဲ့လောင်းရပါတယ်မုဒုံကတကားတွေဟုတ်လားဒါဥစဉ်တို့ရိုးကိုဆရာတော်ကြီးခေါင်းဆောင်ပြီးတော့သူ့တကားတော်ကလာလောင်းတာပေါ့နော်ဆရာတော်ရမေတ္တာအရင်ကြည့်တယ်တန်ဃာတွေတရားအားထုတ်တဲ့အခါမှာအားရှိအောင်ပေါ့နော်အအဆက်ဆက်တကားတော်မကြီးပန့်တကူပေါ့နော်ဒါမေတ္တာစေတနာဖြင့်လာလောင်းတော့ဒါမျိုးလည်းဥစဉ်တို့စားခဲ့ရပါတယ်ပြောချင်တာကဖောက်တော်ရအဆုံးမရောက်ပါဘူးလို့နော်အတိရခုတာဗရဏနာစားပါတယ်အ တတ်နိုင်ဆုံးအသားငါးကိုရှောင်ခိုင်းပါလေဆရာတော်ကြီးကဟုတ်ပြီနော်ဒါကိုသိအောင်ပြောတော့တတ်တတ်လို့မတတ်တတ်လို့မဟုတ်ပါဘူးနော်တတ်တတ်လို့ဆိုတာကုသိုလ်ရတယ်နိဗ္ဗာန်ရောက်ကြောင်းလို့ယူဆနေပြီးမိစ္ဆာပฏิပဒါဟာလို့တရားကြီးတော်ကဟာလို့မှဒါကြောင့်တတ်တတ်လို့စားခြင်းကြောင့်ကုသိုလ်လည်းမတိုးပါဘူးအကုသိုလ်လည်းမဖြစ်ပါဘူးနော်အဓိကကမိမိစားတဲ့လောဘတဏှာကိုပယ်တတ်ပြီးတော့နော်စားနိုင်လို့အခေယာကြတယ်လို့ဒီလိုဘုရားတူတာမှတ်စေခြင်းနဲ့ ယနေ့မိုင်းကိုဆရာတို့အတိပဲစားလဲဆိုတော့သူစားခြင်းလို့စားတာပဲသူမြတ်တယ်လို့စားတာပဲဘာမှပြဿနာမရှိပါဘူးဒါနဲ့ပတ်သက်ဝေဖန်စရာမရှိဘူးစားပါစားနိုင်တဲ့လူတွေစားမစားနိုင်တဲ့လူတွေလည်းအတားငါစားပါတိုးတော်လေကျမ်းမာကြီးနဲ့ညီအောင်စားမိမိအတားငါတော်ကိုအကြောင်းပြုပြီးတော့တတော်ပါကြီးတေးကြီးပြည့်စည်တော်မူတော့လုံးဝမဖြစ်ပါစေနဲ့ဟုတ်ပြီလားအဲအရာလေးတော့ဒီဘုဟုတ္တတာပြေးလိုက်ပါလေနော် အဲ့လိုလေမိုင်းမိုးစရာတွေသူကျင့်တယ်သူကခြေရပါလားအရန်ဖြစ်တဲ့အကြောင်းဦးစင်းသူရဲ့အထုပ်ကတူဖတ်ဘူးတယ်ဦးစင်းရဲ့တပည့်လေးချမ်းကြီးကစာချပုံကြီးလေးဦးစင်းကျောင်းမှာနှစ်ပေါင်းများစွာနေခဲ့ပါတယ်သူလည်းပြောပြပါတယ်နော်အင်းငယ်ရုံးကနေတော့လဲမှာပဲသူကတရားကြီးချင်းခဲ့တယ်။ယူရီးယားတို့လောတို့အဲထိုင်းတို့ပေါ့နော်သူရောက်တယ်ယူရီးယားထိုင်းနိုင်ငံရောက်တိုင်းဂူဒီမှာလည်းချင်းချင်းခဲ့ပါလေ။နမေကျော်သွားတော့ဦးစင်းတို့ဒီဟိုဘယ်နှခုနဲ့ရလဲမသိဘူးခလေးလေးတွေဂူထဲမှာအဲအဲ့မှာဆရာတော်ကြီးပြောတာမှန်တော့ပေါ့နော်ဆရာတော်ကမေတ္တာလဲပွားများနေချာပုဂ္ဂိုလ်ဆိုတော့ သူပြောတယ်ဆိုတော့အများကြီးပုံပုံတွေမှာအဆောက်အအုံဆိုတာရှိပါတယ်ဗျ။တော့ဝိပဿနာတွေပါခဏခဏဥစဉ်ပြောနေတာဒါဘဝတုဒ္ဒပြောပြနေတာဘဝတုဒ္ဒရှိအောင်ပြောပြနေတာလူတယောက်ကိုယူထံတော့မယ်ဆိုဘယ်လိုလဲဆိုတော့သိပါပြီ။ဒီလိုနဲ့မေတ္တာတွေစီးပြန်းရင်းနဲ့သူ့ရဲ့ဉာဏ်သူ့ရဲ့စိတ်ထဲမှာပေါ်လာမှာပေါ့ဒီကလေးတွေနောက်နှစ်ရက်ကျော်ရင်လွတ်မယ်ဆိုတာတကယ်တမ်းလွတ်လာပါဘူး။ဒါကြောင့်ပို့ပြီးတော့ကမ္ဘာကျော်ခဲ့ပါတယ်။ဘာမှမဆရာလို့နာမည်ကြီးပါဘူး။အင်ဂျင်တော်ကလည်းကိုသူကပေါ်လွင်နေပါပြီ။တက္ကသိုလ်မှလည်းအရင်ကြည့်နေပါဘာကြောင့်နာမည်ဘာကြောင့်ကြည့်နေဆိုတော့အချက်ကောင်းလို့ကြည့်လို့လား။ ဘာကောင်းလို့ကြည်ညိုလားအချင်းမရှိတဲ့ပုံကိုဘယ်သူမှမကြည်ညိုဘူးနော်ဒါဥစဉ်ကောင်းမှအသေးစိတ်ပြန်ဖွဲပြမယ်နော်အဲ့လိုဆရာတော်ကဘာဖြစ်လို့လဲသူတော်ကောင်းအချင်းကိုသူကျင့်တယ်သူဟာတရားကျင့်တယ်ဆိုသူတော်ကောင်းမှမဟုတ်လားညာသူတော်ကောင်းမှကျင့်ကျင့်တယ်သူမေတ္တာပွားတယ်ဂုဏ်တော်ပွားတယ်အတုပါရရှိဆရာတော်ကသူ့ရဲ့တရားတွေမှာလေ့လာကြည့်ရင်သူကမေတ္တာကိုအဓိကဟောပြီးမေတ္တာပွားတာများမယ်ဒါဥစဉ်သုံးသပ်တယ်အခုဘုအောင်းနေတာလည်းမေတ္တာတွေရှိပြန်မယ်ဗုဒ္ဓဘုဒ္ဓတိဘာဝနာတွေပွားနေမယ်ဆရာတော်ကစုထူးပန်တယ်လို့လည်းဥစဉ်သိရပါတယ်နော် အဲဟုတ်ပြီနောက်ထပ်သူက32ခုတာတာတွေကေတံလောမနာခဒန္တာဆိုတာဥစဉ်တိလိုက်တယ်သူကိုရင်ဘွားရရှင်ချင်းဖို့တင်ခဲ့ပြီရှင်ချင်းဖို့တင်ခဲ့ပြီးတော့အဲ့မှာသူနောက်ပိုင်းဆောင်းဝဲမဖြစ်ဘူးဒီလောက်နည်းနည်းပပလေးတင်ခဲ့ပြီးတော့ရှင်ချင်းဖို့လေးတင်တော့သူတိလိုက်တယ်အဲ့မှာဥစဉ်တို့32ခုတာတာဆိုတာဥစဉ်တို့ယေရနာကိုရင်မှာဟိုရှင်ချင်းဖို့မှာပါတယ်ရုပ်ပုံရှင်ချင်းဖို့မဟာကန္နာရဲ့ဆရာတော်ကြီးရေးထားတဲ့ဥစဉ်တို့လည်းဒီမှာကလေးတွေတင်ပေးရပါမယ် ဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေကိုနေ့တစ်ပတ်မှာတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like ရန် subscribe နှိပ်ထားနေပါတယ်ခင်ဗျာဒီ video လေးနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ဇာတ်ချက်လေးကိုလည်း comment မှာရေးပေးတော့ပါအောင်ခင်ဗျာ